အားလုံးပဲမင်္ဂလာပါအားလုံးပဲနေကောင်းအဆင်ပြေကြရလားဗျကျွန်တော်ဒီတစ်ခေါက်ဆွေးနွေးမယ့်အကြောင်းအရာတော့ကျွန်တော်တို့ပရမတ်တစ်ခေါက်ကကျွန်တော်ပြောခဲ့တဲ့ဒီကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့နော်အဲ့ဒီမြန်မာနိုင်ငံရဲ့တမိုင်းနေဒီနိုင်ငံရေးတွေအဲ့ဒီဥစားရည်နဲ့ပတ်သက်တဲ့ဘေးပတ်ဝန်းကျင်ကျွန်တော်တို့နိုင်ငံနဲ့ကမ္ဘာနိုင်ငံရေးအခြေအနေတွေပေါ့နော်အဲ့ဒီနဲ့ရှင်ပြီးတော့အဲကျွန်တော်တို့လူမျိုးတွေကဘလို့တမိုင်းနေရှိခဲ့တယ်ဘလို့အခြေအနေရှိခဲ့တယ်ပေါ့နော်အဲ့ဒါကိုအတက်နိုင်ဆုံးပေါ့နော် မှန်မှန်ကန်ကန်ပေါ့နော်ပြောနိုင်အောင်စဉ်းနွေးနိုင်အောင်လို့ဟိုလေ့လာပြီးတော့အလုံးနဲ့အဲဒီအစီအစဉ်လေးကိုလုပ်ဖြစ်တာဖြစ်ပါတယ်အလုံးလည်းကိုယ့်ရဲ့ထင်မြင်ချက်လေးတွေကိုဟိုစဉ်းနွေးနိုင်ပါတယ်ပေါ့နော်ကျွန်တော်တို့ကပေါ့လူတွေအကုန်လုံးပေါ့နော်တချို့တော်တော်များများပေါ့နော်အော်နားလေတဲ့ပုံစံတမိုင်းရဲ့ဒဏ္ဍာရီရဲ့ဒီပဇာဇဝင်တော့အဲ့ဒီဟာတွေကလည်းရောထွေးနေပုံရတယ်ကျွန်တော်တမိုင်းလို့ပြောမယ်ဆိုရင်အထောက်ထားမဲ့ပြောလို့မရဘူးပေါ့နော်အထောက်ထားမဲ့ပြောလို့မရဘူးတမိုင်းကြောင့်ပြောမယ်ဆိုလို့ရှိရင် မစာအမှတ်တမ်းရှိမယ်ကြောက်စာထောက်ထောက်တာတိတိကျကျလေးရှိမယ်အဲ့လိုအကြောင်းအရာတွေအဲ့ဒီမှာမှအငင်းပွားတဲ့အကြောင်းအရာတွေရှိမယ်အငင်းပွားတယ်ဆိုတာတစ်ခုမှတ်တမ်းတစ်မျိုးပြောထားတယ်နောက်တစ်မျိုးကတစ်မျိုးပြောထားတယ်ပေါ့နော်အဲ့လိုမျိုးနှစ်ခုပြိုင်ငင်းတို့ဒါအငင်းပွားပွဲရလို့ပြောတာပေါ့နော်ဒါဟိုဒီတိုင်းဟိုရေးချင်တာရေးပြောချင်တာပြောထားတာမဟုတ်ဘူးပေါ့နော် အဲ့လိုဥမာပါဇက်ရာဇဝင်ဆိုတာပါဇက်ရာဇဝင်ဆိုတာအစင်အစင်လာရပေါ့ဥမာကျွန်တော်တို့နေထိုင်တဲ့အရက်ဒေတာကြီးကြီးပါလို့ပြောမယ်ဆိုလို့ရှိရင်ဟာဒီဒေတာမှာကျွန်တော်တို့နေတဲ့ဘက်မှာဆိုလို့ရှိရင်ဒါအဲဒီဟိုပါဗလဲဟိုပါပေါ့ဒီမွန်နံပါတ်ရှိတယ်ပေါ့နော်ဥမာဒီတဒီဒီရွှေဖေုံမယ်ဖရားဆိုပြီးရှိတယ်ပေါ့အဲ့ဒီမှာဒီရွှေဖေုံမယ်ဖရားကိုဘာကြောင့်တဲပြစ်တာဒီမင်းသမီးတွေရနေပြီးတော့ထွက်ပြေးတာပေါ့နော် နောက်ကနေလိုက်လို့ထွက်ပြေးတဲ့အခါမှာအဲ့နေရာမှာကျွန်တော်အရွှေပြုံဒီပုံစံဖျားလေးတင်ထားတယ်အဲကြိုက်ပါပြီထိုင်မှမယ်ဆိုကြိုက်ပိုင်းဆိုပြီးတော့ရွာလေးတက်မှတ်တယ်အမှန်တကယ်တော့အဲ့လိုလဲဟုတ်ချင်မှဒီလိုပေါ့နော်ပါဇက်ရတယ်နေပေါ့အစင်စင်အဲ့လိုမျိုးမှတ်သားကြတယ်ပေါ့နော်အဲကျွန်တော်တို့ရွာဒေသတွေမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုး ဟိုအစင်လာရလူကြီးတွေပြောလာကြတဖြည်းဖြည်းတော့စကားဆိုတဲ့သဘောကားကားလာတဲ့သဘောတော့ရှိတယ်ဒီဘက်မှာအမှန်တရားတချို့တွေလည်းပါတယ်လို့တော့ကျွန်တော်တို့ယုံကြည်ဒါပါဇက်ရတယ်မတမိုင်းကတော့အတိုင်းမဟုတ်ဘူးတိတိကျကျကြောက်စာမှတ်တမ်းတွေရှိတယ်ကျွန်တော်တို့ဥပမာဖះသမိုင်းနေပါလေဆိုလို့ရှိရင်လည်းဖះမှာဆိုလို့ရှိရင်ဘယ်နှခုနှစ်မှာဟိုဘယ်သူကလှူခဲ့ဆိုပြီးကျွန်တော်တို့မြန်မာတွေရေးကြရလေခပြီးဥပမာဒီတေဝါရဲ့လူတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့အုပ်ကူတွေမှာအသက်ဘလောက်ဘယ်နှခုနှစ်ကကွယ်လွန်နေသေးလဲအဲ့လိုမျိုးရေးကြရတယ်အဲ့ဒီမှတ်တမ်းတွေကိုကြည့်ပြီးကျွန်တော်တို့ပြောလို့ရတယ် ဒါဟိုထင်သာမြင်သာကိုရှိအောင်ပြောတာပေါ့နော်ကျွန်တော်တို့ဒီမြန်မာပြည်နေလက်ထက်တွေမှာလည်းဒီလိုနေကောင်ဖရားတွေတည်ခဲ့တဲ့ခါမှာကပီးကြောက်စားတွေစုတောင်းစားတွေဘကန်ခက်ကတော့ကျွန်တော်ထူးထူးခြားခြားရှိတယ်ချိန်စားပေါ့နော်သူတို့ဖရားတွေဖြစ်စီရင်ဘာဖြစ်ပါစေညာဖြစ်ပါစေဆိုပြီးတော့အဲ့လိုချိန်စားတိုက်တဲ့ delay တခုလည်းရှိခဲ့တယ်ပေါ့နော်အဲဆိုတော့ပကံခင်မှာဆိုရင်အားလုံးသိတဲ့အတိုင်းပဲဖေယျွန်းဆိုတဲ့ဒီဖျားကျွန်းပေါ့နော်စနစ်လည်းရှိခဲ့တယ်အဲခုနကကျင်းစာတိုက်တဲ့ဟာလည်းရှိခဲ့တယ်ပေါ့နော်အဲ့ဒါဒီ အဲ့ဒီလူမျိုးအကြောင်းအရာတွေကသူတို့ကကြောက်စာတွေပေါ်မှာရေးထားတယ်။အဲ့ဒါတွေကိုကြံ့နေခဲ့တဲ့အခါမှာနောက်လူတွေကလေ့လာပြီးအော်ဒီခေတ်မှာတော့ဒီလူတွေလူတွေအသက်ရှင်ခဲ့ပါလားဆိုပြီးတော့ပြောလို့ရတယ် နောက်တစ်ခုကကျွန်တော်တို့တမိုင်းကကြတော့ကျွန်တော်တို့ဒီခစ်ပြိုင်ပေါ့နော်ကျွန်တော်တို့ဥမာကျွန်တော်ပကံခစ်လို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောမလဲဒီတရုတ်ဖုန်းတော်ကြီးတရုတ်ပြည်မှာဆိုလို့တရုတ်ပြည်ကဖုန်းတော်ကြီးပေါ့နော်ဖာရီယန်တို့ဘာလို့ဆိုကျွန်တော်တို့ဒီမြန်မာနိုင်ငံကိုဖျက်သားလာခဲ့တယ်အဲအဲကျွန်တော်တို့ဒီပကံခစ်လို့ပြောတာမဟုတ်ကျွန်တော်တို့ဒီဖာရီယန်သွားခဲ့တယ်ပေါ့နော်မြန်မာနိုင်ငံကိုဖျက်ပြီးတော့အဲ့ဒီခစ်ဥမာဖာရီယန်သွားတဲ့ခါမှာကျွန်တော်တို့ပြူခစ်မှာတွေ့ဒီအဲပကံခစ်မှာတိုင်ခင်မှာပေါ့နော်သူကသွားတဲ့ခါမှာကျွန်တော်တွေ့ခဲ့တဲ့အကြောင်းအရာတွေမှတ်တမ်းတင်ထားတယ်ပေါ့နော် အမကျွန်တော်တို့ဒီပကံခစ်လို့ပြောမှဆိုရင်အနောက်နိုင်ငံသားခီးသွားကျွန်တော်အားလုံးဒီပါတော်တော်များများတမိုင်းစိတ်ဝင်စားလို့ဆိုကျွန်တော်သိလိမ့်မယ်မာကိုပိုလိုပေါ့နော်မာကိုပိုလိုကဒီဒီပကံအင်ပါယာဘယ်လိုပြောမလဲဒီမွန်ဂိုတွေဝင်တိုက်တဲ့အချိန်ပေါ့နော်မွန်ဂိုတွေစစ်ပစ်တဲ့အချိန်ပေါ့နော်အဲဒီနာမည်ကြီးတဲ့ငါဆောင်ချမ်းတိုက်ပွဲပေါ့အဲ့တိုက်ပွဲမှာဒီမွန်ဂိုဒီဟွာနေပြီးတော့ဒီမာကိုပိုလိုကတွေ့ခဲ့တာပေါ့နော်သူကတွေ့ခဲ့ပြီးတော့အဲ့ဒီအကြောင်းအရာတွေရေးခဲ့တာပေါ့မြန်မာတွေရဲ့စင်တွေကိုဘယ်လိုသုံးတယ်ဒီမွန်ဂိုတွေကဘယ်လိုတိုက်တယ်ဆိုတဲ့အကြောင်းအရာလေးပေါ့နော် အရင်စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲဒီအကြောင်းကြီးကျွန်တော်ဗီဒီယိုလေးဒုတိယဗီဒီယိုလေးကိုလုတ်ဖြစ်တဲ့အကြောင်းအရာကိုနည်းနည်းပို့ပြီးတော့ဟိုဟာပေါ့တွန်းအားဖြစ်စေတဲ့အကြောင်းအရာတော့ပေါ့နော်အဲအခုဒီဘက်ရပိုင်းပေါ့နော်ကျွန်တော်မိတ်ဆွေတွေမှာစကားပြောဖြစ်တဲ့အခါမှာအဲကျွန်တော်ခင်မင်းရင်းနေတဲ့မိတ်ဆွေတွေမှာဒီတီဘောမင်းတို့ အဲကျွန်တော်တို့ဘိုးတော်ဖေရာတို့ဘာကြီးတော်ဖေရာတို့ဆိုတာနာမည်တွေတော့သိတယ်ဒါပေမဲ့တကယ်ရှိခဲ့ရလားမရှိရလားမသိဘူးတကယ်ပြောရင်ဒီဘိုးမင်းတို့ဒီဘိုးတော်ဖေရာတို့တိတ်မှမကြသေးဘူးပေါ့နော်အဲဒါပေမဲ့လူငယ်တွေကစိတ်မဝင်စားစိတ်မဝင်စားတော့မလေးလာဖြစ်ဘူးမလေးလာဖြစ်တော့မသိဘူးပေါ့နော်ဆိုတော့အာငါတို့လူမျိုးတွေကအချိန်မဲ့အနေမဲ့မဟုတ်ဘူးအချိန်နဲ့အနေနဲ့နေခဲ့တာအချိန်နဲ့နေခဲ့တဲ့တိုင်းပြည်အဲဒီလိုမျိုးအခုလိုမျိုးဟိုစကားတွေပြောပြီးတော့ဘာသာစကားတွေနေပြောပြီးတော့နေရဆိုတော့ တနေ့တစ်ခါတည်းစူးစမ်းလို့ဖြစ်လာတာမဟုတ်ဘူးเนาะအစဉ်လာရကိုတွေကဘလို့အခြေအနေရှိခဲ့တယ်လူလူသမိုင်းဆိုတာလေကျွန်တော်တို့ဟိုနှိမ့်တုံမြင့်တုံပဲသွားတာဆိုတော့အခုအချိန်မှာကိုတွေရဲ့အခြေအနေကနှိမ့်နေပေမဲ့ကိုတွေမှာလည်းအစဉ်လာရှိတယ်ဆိုတဲ့အတိုင်းပြီငါတို့ခစ်ခစ်တွေမှာဘလို့တွေကောင်းစားခဲ့တဲ့ခစ်တွေရှိခဲ့တယ်ဘလို့တွေနှိပ်ပါခဲ့တယ်ပြီးတိုင်းပြီးတဲ့အချိန်မှာဘလို့ပေါ့เนาะအဲ့လိုမျိုးပြောတာဒီနေ့ကဘာကြီးမှာပဲကြည်လေအချိန်နဲ့အမျှပြောင်းလဲဝါနိုင်နေတာပဲပေါ့เนาะအဲ့ဒါတော့ထားပါတော့ အဲကျွန်တော်အခုပထမဆုံးပြောချင်တဲ့အကြောင်းအရာတော့ကျွန်တော်တို့ပကံမင်းဆက်တွေအကြောင်းပေါ့ကျွန်တော်ပြီးခဲ့တဲ့ခေတ်ကပြောခဲ့တဲ့ဒီအဲပကံမင်းဆက်တွေထဲမှာအဲအနှောရထားပြင်ရနေပြီးတော့ကျွန်တော်စပြောခဲ့တယ်ပေါ့နော်အနှောရထားပြင်အကြောင်းပေါ့နော်ဟုတ်ပြီအဲကျွန်တော်ပကံမင်းဆက်လို့ပြောမယ်ဆိုပကံမင်းဆက်ကတကယ်ရတော့ဒီဘဇက်ရာဆိုရင်ပြောမယ်ဆိုလို့ချင်းပကံပြီကိုဒီပောက်ကံရာမဆိုပကံလို့ပြောမယ်ဆိုလို့ချင်းအမီ15မြို့လောက်ရှိတယ်မှတ်တမ်းတွေမှာကြောက်စာတွေမှာရေးကြပောက်ကံရာမလို့လည်းခေါ်တယ်ပြူကာမလို့လည်းခေါ်တယ်တီတိပစ္ဆေယလို့လည်းခေါ်တယ်တမ်ပါဝရီလို့လည်းခေါ်တယ် အများကြီးပေါ့နော်အဲ့လိုခေါ်ကြရဒီအဲဒီပကံပေါ့နော်အဲ့ဒါကိုကျွန်တော်တို့သမုဒ္ဒိယမင်းကတီထောင်တယ်လို့ပြောတယ်ပေါ့တရားနဲ့ခုနှစ်အေဒီတရားနဲ့ခုနှစ်ခုနှစ်ပေါ့နော်တရားနဲ့ခုနှစ်ခုနှစ်ပေါ့နော်ခရစ်နှစ်တရားနဲ့ခုနှစ်ခုနှစ်မှာထောင်တယ်ပကံခေပြတ်သုံးတော့ကျွန်တော်တို့စောမွန်နဲ့လက်ထပ်ပေါ့နော်နောက်ဆုံး1368ခုနှစ်ပေါ့နော်ရှမ်းမင်းနေလက်ထပ်ပေါ့နော်အဲ့မှာစောမွန်နစ်ဆိုတဲ့ဘုရင်လက်ထပ်မှာပကံမင်းဆက်ကတော့ပြတ်ဆုံးပြတ်သုံးရတယ်ပေါ့နှစ်ပေါင်းအဲဒီ ဟိုဘယ်လိုပြောမလဲ1200ကျော်ပေါ့နော်ကကြာခဲ့တယ်ပေါ့ဒါပေမဲ့ကျွန်တော်တမိုင်းမှတ်တမ်းနေတိတိကျကျပြောရင်ကျွန်တော်ဒီကွမ်းစောကြောင်ပြုံမင်းလက်ထက်ကနေစရှိတယ်ပေါ့နော်ကွမ်းစောကြောင်ပြုံမင်းနန်းတက်တာ1960နဲ့တခုနဲ့ပေါ့နော်သူနန်းကြတော့1073ခုတက်ပေါ့နော်အဲဆိုတော့နှစ်အနော်ရထာမင်းရဲ့အဖေပေါ့နော်အဲ့သူ့လက်ထက်ကနေစပြီးတော့ရှိတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ကွမ်းစောကြောင်ပြုံမင်း အကြောင်းပဲကျွန်တော်တို့အခုပြီးခဲ့တဲ့ခေါက်ကကျွန်တော်အနောယထာမင်းပြောခဲ့ရဆိုတော့အနောယထာမင်းနဲ့ဆက်ဆက်ပြီးတော့သိမှာပေါ့နော်အဲ့တော့ဒီအနောယထာမင်းလို့ပြောမှာဆိုဒီဘီရင်နေအကြောင်းကအားသူတို့တွေဘလို့တွေတော့ကျွန်တော်ပြောမှာမဟုတ်ဘူးပေါ့နော်ခြုံငုံပြီးတော့ကျွန်တော်ပြောပြမှာပေါ့ဒီကျွန်တော်အနောယထာမင်းကပကံမင်းဆက်ကလေးဆက်နှစ်ဆက်မြောင်မင်းပေါ့နော် ပကံဘီရင်နေတဲ့မှာထူးထူးခြားခြားဘီရင်နေအများကြီးပါတယ်ပေါ့နော်အဲ၄၀နှစ်ဆက်ဆိုတော့ကျွန်တော်တို့ဒီနောက်ဆုံးစောမုံနှစ်အထိပေါ့နော် ြောမယ်ဆိုဗကံအနွယ်ထာလို့ပြောမယ်ဆိုအကုန်လုံးကသိတယ်ပရမတ်မြန်မာနိုင်ငံတို့ယူတူထောင်တဲ့လူပေါ့တီထောင်တဲ့ပုံကိုဆိုပြီးအကုန်လုံးကသိကြတယ်ပေါ့နော်ကျွန်တော်တို့ဥမာအနွယ်ထာလို့ပုံရိပ်ဖော်တယ်ဆိုလို့ရှင်ဗုဒ္ဓဘာသာကိုဖွင့်ပြတိုးတက်စေတဲ့လူရှင်အန္တန်ရှင်အရဟံနဲ့ပေါင်းပြီးတော့ဗုဒ္ဓဘာသာကိုစီပင်ဖွင့်ပြအောင်လုပ်တဲ့လူဆိုတဲ့ပုံရိပ်ရှိတယ်ပေါ့နော်အန်တိုနီလည်းကောင်းပဲဆယ်မြောင်းတာတမန်တွေလုတ်တယ်ပေါ့နော်ပကံမှာဆိုလို့ရှိရင်လည်းဖရာတွေအဲအဲ့လိုမျိုးလောကနန္ဒာဖရာနာမည်ကြီးဖရာတွေပေါ့နော်သူတည်ခဲ့တဲ့ဟာတွေရှိတယ်ပေါ့နော်အဲကျွန်တော်တို့ ဟိုမှာဂျန်စစ်သားလို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မွန်မြန်မာချစ်ကြည်ဘူးပေါ့နော်အဓိကအလေးထားစောင့်ရက်ခဲ့တယ်လို့ပေါ့နော်မှာတမိုင်းဆိုတာဒီတဲ့ဒီဒီတဲ့ဒီကြာလာလို့ရှိရင်လည်းကျွန်တော်တို့ဟိုကြောက်စာတွေထပ်တွေ့လာတယ်ထပ်တွေ့လာဆိုပို့ပြီးတော့အသေးသေးဝင်ထည့်သေးတော့တိမယ်အရင်ကဆိုကျွန်တော်တို့ဆော်လူမင်းကိုကျွန်တော်တို့မကောင်းပြောရနောက်ပိုင်းဒီဆော်လူမင်းကသူ့မှာလည်းဒီကျွန်တော်တို့ကောင်းတဲ့အချက်တွေတရားပေါက်ရှိမှာပေါ့နော်သူသူ့လက်ထက်မှာတိုက်မြဲတော့မငြိမ်မဲ့တတ်တကယ်ကိုဖြစ်ခဲ့တယ်ဘာကြောင့်ဖြစ်ခဲ့ရဆိုတော့တည်တည်ချင်မသိဘူးဒါပေမဲ့ အဲအဲ့လိုပဲနောက်ပိုင်းတော့တမိုင်းထောက်တာတွေပေါ်လာပြီပေါ့နော်အဲနောက်ပြီးနောက်တစ်ခုလို့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကြံစစ်သားပေါ့ဒီကြံစစ်သားပြီးတော့ဒီအလောင်းစီသူမင်းပေါ့အလောင်းစီသူမင်းကတော့ကျွန်တော်တို့မြန်မာတမိုင်းမှာတော့တော်တော်တက်တန်းရှည်တဲ့ဘရင်ပေါ့နော်အဲအသက်ကို100နှစ်တစ်နှစ်လောက်ဒီအသက်ရှည်ခဲ့တယ်နန်းသက်85နှစ်လောက်ဒီ နန်းတက်စိုးဆန်ခဲ့တယ်ပေါ့နောက်တော့ तू ကဒီဘယင်လိုပြောနေရဆန်တယ်ပေါ့ तू 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 ကွယ်လွန်တဲ့ဥစ္စာကလည်းပြတ်မစုံရင် तू သား तू ခေါင်းနဲ့ဖိတက်တယ်ဆိုပြီးတော့ရွှေကူကြီးဖိရတဲ့မှာအဲ့လိုမျိုးပြောကြတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဟိုနေပေါ့နော်မြမတမိုင်းနေရမြမတမိုင်းရဆိုရင်လည်းရေးတယ်ဟာပေါ့နော်ကျောက်စာအထောက်ထားတွေကတော့အဲ့လိုမျိုးတော့မရှိဘူးပေါ့နော်ဟုတ်ပြီဒီဆိုတော့ ဒီပကံမင်းဆက်ပေါ့နော်ကျွန်တော်တို့စက်တရာစုပေါ့နော်အနော်ထားမင်းတို့တက်တဲ့ခက်မှာကျွန်တော်တို့တိုင်းကျွန်တော်တို့ပုံဝဲချင်းမှာရှိတဲ့တိုင်းမြေတွေဟောအခုလိုမျိုးဥမာကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံပြီးတော့တရုတ်နိုင်ငံအိန္ဒိယနိုင်ငံအမေရိကဂျပန်ပေါ့အဲ့လိုနိုင်ငံတွေအဲ့နိုင်ငံတွေဟောဘလို့ဖြစ်နေတယ်ကျွန်တော်လေ့လာကြည့်အောင်လေ့လာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဥပမာအဲကျွန်တော်တို့ဥမာအဝေးဆုံးကိုသွားမယ်ဆိုအမေရိကဆိုတော့အဲ့ချိန်မှာရှိသေးဘူးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အမေရိကဆိုအဝေးကြီးပဲပေါ့နော် အဲအဲ့ဒီမြောက်အမေရိကတို့ဘာလို့မှဆိုလို့ချင်းကျွန်တော်တို့ Viking လို့ခေါ်တဲ့ဒီဟောဘောနော်အဲဒီလူတွေကနေပြီး ခစ်စားတဲ့ချင်းပေါ့ Viking တွေကနော်ဝေးတို့ကျွန်တော်တို့အင်္ဂလန်တို့ဗြိတိန်ဒီကုန်းပိုင်တွေမှာပေါ့နော် Viking တွေကဟိုဘယ်လိုပြောမလဲကြီးစိုးနေတဲ့အချိန်ပေါ့နော်အဲပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Holy Roman Empire ပေါ့နော်ဒီဘုရားကျောင်းတော်ကနေပြီးတော့ကျွန်တော်တို့ဘုရားကျောင်းတော်ကနေပြီးတော့အလေခက်အဲဒီဘုရားကျောင်းတော်ကနေပြီးတော့ ဘယ်လိုပြောမလဲဟိုဟိုတကယ်ဟိုဒီ empire ကြီးကိုထိန်းချုပ်တာပေါ့နော်အဲ့ဒီအချိန်မှာအဲ့ဒီအချိန်မှာဥရောပနိုင်ငံတွေအခုလိုမျိုးနိုင်ငံတွေမရှိမနေဘူးပေါ့နော်အဲသူတို့ကအဲ့ဒီအချိန်မှာရှေ့ရောမ empire စပြီးတော့ဖြစ်နေတဲ့အချိန်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီဘက်အာရှဘက်မှာကြည့်မယ်ဆိုလို့ရှိရင် islamic islam islam ဒီဘာသာဒီရွှေခေတ်လို့ပြောလို့ရပါဘူးအဆက်တရာစုကအဲ့ဒီအချိန်မှာ islam ဘုရင်တွေကနေပြီးတော့ကျွန်တော်တို့ဒီဟိုတိုင်းပြည်တွေကိုနေချဲ့တဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာ အဲ့ဒီမှာဒီ내ချင်းတဲ့အချိန်မှာလည်းကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်သူနဲ့အတူတူကျွန်တော်တို့ကောင်းကျိုးဆိုးကျိုးတွေလည်းပါတာပေါ့နော်။ကောင်းကျိုးလို့ပြောမယ်ဆိုလို့ရှိရင်ဒီ SL Empire ထုံးကလာပြည့်ကျွန်တော်တို့ဒီ geometry ပေါ့နော်။သင်္ချာနဲ့ပတ်သက်တဲ့ဟာတွေ၊နက္ခတ္တပင်နာနဲ့ပတ်သက်တဲ့ဟာတွေအဲ့ဒါတွေကလည်းကဘာကြီးမှာတဟုန်လို့တိုးတက်လာတဲ့အချိန်ပေါ့။ပြီးတော့စက်တရာစုလို့အကောင်းပြောမယ်ဆိုလို့ရှိရင်စက်ကူတနေကြေကြေစတုံးလာပြီပေါ့နော်။စက်ကူလေဒီကျွန်တော်တို့ပတ်ဝန်းကျင်မှာကြည့်မယ်ဆိုလို့ရှိရင်တရုတ်ပြည်ပေါ့နော်။ ဲ့တော့ပြောမယ်ဆိုလို့ရှိရင်အဲဒီဥရောပဒေတာပေါ့တရုတ်ပြည်ကြောင်းကျွန်တော်နောက်ပြပြောမယ်နော်အဲဥရောပလို့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဥရောပဒေတာမှာဆိုလို့ရှိရင်လည်းဥမာစစ်ဖြစ်နေတယ်ဒီအချိန်အာနာရီလူနေတဲ့အချိန်တိုင်းပြည်ဆိုတာလည်းမရှိသေးဘူးအဲ့အချိန်မှာပေါ့နော်မပေါ်သေးတဲ့အချိန်တွေပေါ့ဥမာဟိုဟိုဒစုဒီစုလေးတွေဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံဆိုအနေနဲ့ပြောမယ်ဆိုလို့ရှိရင်လည်းဒီအနွယ်ထားကနေပြီးတော့အဲ့ဒီဒီအဲ့ဒီအလဲပိုင်းလေးမှာရှိတဲ့ ဒီတမ္ပပရိဆိုတဲ့ဒေတာလေးရန်နေပြီးတော့ပကန်းဆိုတဲ့ပောက်ကရာမဆိုတဲ့ပြီးထီအောင်ပေါ့နော်အကြီးကြီးအဲအဲ့လိုမျိုးတီထအောင်ကျိုးစတင်ကျိုးပန်းတဲ့အချိန်ပေါ့နော်ပြောမလို့ဆိုတရုတ်ပြည်မှာဆိုလို့ချင်းအဲ့ခေတ်မှာစုံမင်းဆက်လက်ထပ်ပေါ့နော်စုံမင်းဆက်လက်ထပ်မှာအဲတရုတ်တီကတော့အင်အားအဲ့ချိန်မှာအကြပိုင်းရောက်လာပြီပေါ့နော်ကျွန်တော်တို့ပကန်းအင်ပါယာစပြီးတော့ဒီဟိုအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့အိန္ဒိယကိုကြည့်မယ်ဆိုလို့ရှိရင်အိန္ဒိယမှာဒီတောင်ပိုင်းအိန္ဒိယတောင်ပိုင်းမှာချိုလာမင်းဆက်လို့ခေါ်တဲ့ဘရင်တွေအုပ်စိုးတဲ့အချိန်ပေါ့နော်ချိုလာမင်းဆက်တွေအချိုလာမင်းဆက်တွေကကျွန်တော်ကဘာမှာရေတက်အင်အားအကြီးဆုံးရေတက်အင်အားကိုပိုင်ဆိုင်တဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်ပေါ့ပြောမစဲပြီးတော့မြောက်ပိုင်းမှာဆိုလို့ရှိရင်အိန္ဒိယမြောက်ပိုင်းမှာဆိုလို့ရှိရင်ကုပဒါပေါ့နော်ကုပဒါခေတ်ပေါ့နော် အဲ့လိုမျိုးရှိတယ်အဲ့တော့ပြောမယ်ဆိုရင်ဒီကမ္ဘာနိုင်ငံတွေကိုကြည့်မယ်ဆိုလို့ရှိရင်ပင်လယ်ဓားများတွေအဲပြီးတော့အဲပြောမယ်ဆိုရင်ဟိုလိုလိုဖျားဘာသာရေးအဆုံးရောက်တွေအဲ့လိုမျိုးတွေပဲရှိတယ်ကျွန်တော်တို့တပ်ဥစံပိုင်းဘရင်ခစ်ပေါ့နော်တပ်ဥစံပိုင်းလုံးဝတပ်ဥစံပိုင်းပဲအတက်ကလေးဆံပြားဥပဲတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်နေအုပ်ချုပ်ရေးစနစ်တည်းကြည့်တဲ့အခါမှာပကံခေကျောက်စာတွေကြည့်တဲ့အခါမှာထိုက်တင်နေပေါ့နော်သူ့အရင်ဆိုကောင်းမွန်နေတကယ့်ဟိုအုပ်ချုပ်ရေး systematically ကြားတယ်ပေါ့နော်စနစ်စနစ်တကျရှိတဲ့အုပ်ချုပ်ရေးစနစ်ကိုတွေ့ရတယ်ပေါ့နော် ဥမာဟိုအုပ်ချုပ်ရေးအရာရှိတွေသူတို့ခေါ်တဲ့အရာရှိတယ်ပေါ့နော်ဥမာတကြီးပေါ့တကြီးဆိုလို့ချင်းအဲ့ခေတ်တည်းရှိတယ်ပေါ့နော်တကြီးဆိုရွာမှာဒီအုပ်ချုပ်တဲ့တကြီးပေါ့နော်တကြီးရှိတယ်ပြီးတော့ကျွန်တော်တို့ပြည်ဆိုးဆိုတာရှိတယ်အဲပြည်ဆိုးဆိုတာရှိတယ်မင်းဆိုတာရှိတယ်မင်းဆိုတာဝတ်စံနှလုံးပေါက်တော့မပေါ့သူတို့ရေးတဲ့အခါမှာဆက်လင်းမင်းလို့ပေါ့အဲ့လိုမျိုးပြောကြအဲ့တော့ तू ကဟိုပြောခြင်းတဲ့သဘောကဒီမင်းဆက်တွေပေါ့နော်ဟိုဟိုဘာဘီရင်တွေက ီတိုင်းအုပ်ချုပ်ခဲ့တာမဟုတ်ဘူးပေါ့နော်ဆက်အုပ်ချုပ်ရေးစနစ်ကိုတိတိကျကျတိတိကျကျပေါ့နော်အကောင့်တွေပေါ်ခဲ့တာပေါ့ဥပမာတန်ပြင်းတို့အဲကျွန်တော်တို့ကလန်တို့အဲ့လိုစကလုံးတွေဆိုလို့ရှိရင်လည်းအရင်သူအရင်စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အတရားကြီးအရာရှိခွန်တော်အရာရှိတွေလို့ပြောမလားအဲ့လိုခက်အဲ့လိုအဲ့လိုမျိုးထင်တယ်ပေါ့နော်ပြ layer site ပြွေးနေပြောမယ်ဆိုလို့ရှိရင်လည်းကန်လဲတို့အင်တဂျီတို့ပြီးတော့အဲပြီးတော့တိုင်ပါလေအဲ ਨੇ လဲတိုင်တဂျီတို့ပေါ့နော်ကျွန်တော်တို့အဲ့လိုပြောကြတယ်ပေါ့နော်အဲ့တော့ အဲ့ဒီအုပ်လိုမျိုးပေါ့နော်တကယ်ဟိုဘယ်လိုပြောမလဲလေယာဆိုင်ပြေးရမှာဆိုလို့ရှိရင်တူစင်းတယ်တရားရေးစနစ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြောမှဆိုကြာတကြီးတို့ပြီးတော့လက်မယွန်းတို့အမှုရာအများကြီးရှိတယ်ပေါ့နော်အဲအဲ့လိုပုံစံမျိုးအခေါ်အရင်းရှိတယ်ဆိုလို့ရှိရင်ဒါဟိုဒီထက်နည်းနည်းတဲ့အကျေပြတ်တဲ့အကြောင်းအရာလည်းရှိမှာပေါ့နော်စနစ်တကြားဒီဒီအုပ်ချုပ်ရေးစနစ်ကတော့တကယ်ကိုအော်တိုခရေစီပေါ့အော်တိုဒီကျွန်တော်တို့ဟိုကိုပိုင် ပေါ့တယောက်ချင်းစီတယောက်ချင်းစီဟိုအနာအပြည့်ဟွာပြီးပြီးတော့ ဒီတည်တည်ကြစနစ်နဲ့အုပ်ချုပ်ခိုင်းခဲ့တာကိုတွေ့တယ်ပေါ့နော်ဗမာပြည်နေလက်ထက်ပါလေအဲ့တော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီဗကန်ခေတ်မှာဆိုလို့ရှိရင်ဗကန်ခေတ်အနေထားကကျွန်တော်ပြောမယ်ဆိုလို့ရှိရင်အရန်ဟိုမြန်မာတွေကဥမာဟိုတီးရီလင်္ကာတော့ဥမာပဲတီးရီလင်္ကာဘရင်ဘရင်တွေကဒီသူတို့စီမှာဒီစစ်ကျူးကျော်လာလို့လေအဲကျွန်တော်ဗမာဘရင်တွေစီမှာစစ်ကူတောင်းလို့ဗမာဘရင်တွေကနေပြီးတော့တပ်ကူညီရခဲ့ဦးလေပေါ့နော်အဲ့လိုဟာတွေလည်းမှတ်တမ်းတွေလည်းရှိတယ် အဲ့တော့ပြောမယ်ဆိုလို့ရှိရင်အရန်ဝင်အင်အားကြီးထွားပြီးတော့အဲ့ဒီအချိန်မှာဖုံးမီနေလာတောက်ပြီးတော့တကယ့်ကိုအဲကြီးမာတဲ့ရွှေနိုင်ငံတော်ကြီးပေါ့နော်အဲပြည်သူပြည်သားတွေကလည်းအဲ့ဒီအချိန်မှာပြောမယ်ဆိုရင်ဒါဖျားတွေတဲတဲ့အရက်သားတွေတော့ဖျားတဲနိုင်တဲ့ခစ်ပေါ့နော်ဆိုတော့အရန်ဝင်မှာပဲစိတ်ကြည်နူးစရာကောင်းတယ်ဟိုဟိုဘယ်လိုပြောမလဲဟိုရွှေအောင်ဖိတ်ဖိတ်တောက်ပြီးတော့အဲ့လိုဖြစ်တာမာကိုဘိုလေးမှတ်တမ်းနေကြည့်ရင်လည်းသိတယ်ပေါ့တခြားမအီတလီနိုင်ငံက အော်ခီးတချို့ခီးသွားတွေဖြတ်သွားတဲ့အခါမှာလည်းဒီပကံကိုဖြတ်သွားတဲ့အခါမှာပကံမှာရှိတဲ့ဒီဖျားရည်နဲ့ပတ်သက်ပြီးမှတ်တမ်းတွေရေးထားတာရှိတယ်ပေါ့နော်အဲဒီလူတွေကဘလို့အေးအေးချင်းဖြတ်တမ်းငယ်ကျွန်တော်တို့လူမျိုးတွေကအဲ့လိုကြီးကျယ်ပြီးတော့ဒီကဘာကဘာအဆင်ပေါ့နော်အာရှအဆင်တော့မဟုတ်ကဘာအဆင်မှာမျက်နှာပေါ်ပြီးတော့အဲ့လိုမျိုးဟိုကိုကိုပုံစံနဲ့ကိုယ့်အကူကြီးပြင်းခဲ့တဲ့လူမျိုးတွေပါဟိုညံ့ဖြစ်တဲ့လူမျိုးတွေမဟုတ်ဘူးပေါ့နော် အခုလိုကျွန်တော်တို့ဒုက္ခဒုက္ခတွေသူများတိုင်းမြေမှာနေနေရတဲ့အချိန်မှာလည်းကျွန်တော်တို့စိတ်အငြိစရာတော့မလိုဘူးပေါ့နော်ကျွန်တော်တို့ကတမိုင်းရှိတမိုင်းညောင်းရှိတယ်ကျွန်တော်တို့အဲကျွန်တော်တို့မှာပဲတမိုင်းညောင်းတော့ရှိတာမဟုတ်လူမျိုးတိုင်းလူမျိုးတိုင်းမှာတော့တမောင်းတမိုင်းညောင်းတော့ရှိမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မှာဆိုကိုပိုင်ဘာသာသာခရှိတယ်ကိုပိုင်ဂီတရှိတယ်ကိုပိုင်ဟိုအစင်လာတွေရှိတယ်ကိုပိုင်လုတ်ခဲ့တဲ့လက်မှုပညာအဲကိုပိုင်ဟိုဘယ်လိုပြောမလဲကိုပိုင်အရာတွေအများကြီးရှိတယ်ပေါ့နော်အဲဒါတွေက တနေ့တည်းရတဲ့တိဆောက်ခဲ့တဲ့အရာတွေမဟုတ်ဘူးကျွန်တော်တို့ရဲ့ဘိုးဘေးဘီးပင်တွေပေါ့နော်အဆက်ဆက်ကနေပြီးတော့စူးစမ်းလို့ဒီနေ့ဒီချိန်လေးအောင်ဖြစ်လာတယ်ပေါ့ပကန်းအင်ပါယာခေတ်မှာဆိုလို့ချင်းပထမပိုင်းပေါ့နော်ကျွန်တော်နော်ထာမင်းစောတို့ခေတ်ကောင်းတဲ့အချိန်မှာဆိုတကယ့်ကိုကြီးကျယ်ခံရတဲ့ပကန်းအင်ပါယာကြီးပေါ့နော်တိဆောက်ခဲ့ကြတယ်အဲပကံအင်ပါယာလို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်နှစ်ပိုင်းခွဲပြောအောင်ပါတစ်ပိုင်းကတော့အင်အားဆုပ်ယူတဲ့ပိုင်းပေါ့နောက်တစ်ပတ်ကတော့ကျွန်တော်တို့အင်အားဆုပ်ယူတဲ့ပိုင်းကိုကျွန်တော်ဆင်းနေမှာဒီတစ်ပတ်ကတော့ဒီပကံဘီရင်တွေအခုနော်ရဲထားတို့ဂျန်စစ်သားတို့စောလူမင်းတို့အန္နရာပရိစီသူမင်းတို့ အဲ့လိုလက်ထက်အဲအလောင်းအလောင်းစီသူမင်းတို့အဲ့လိုပေါ့နော်အဲ့လိုမင်းနေလက်ထက်မှာပကံနေရပကံဒီ empire ကြီးအရန်ကိုကျေပြန့်ခဲ့တယ်ပေါ့နော်ဥမာဒီအိန္ဒိယရဲ့အိန္ဒိယ empire လို့ပြောတယ်ချိုလာ empire ပေါ့နော်ချိုလာမင်းချိုလာ empire ရဲ့အဆက်နာအထိဒီဘက်ဆိုလို့ရှိလို့ရှိရင်လည်းအင်ဒိုချိုင်းနာကျွန်းဆွဲအထိအထက်ပိုင်းဆိုကျွန်တော်အမျိုးမျိုးတော့ပြောကြရတယ်ပေါ့နော်ဒါတွေကအဲ့လောက်တောင်ဒီကျေပြန့်တော့မသိတမိုင်းမှတ်တမ်းတွေကအရန်ကိုကြီးမားကျေပြန့်တဲ့ empire ကြီးကိုဒီပကံမင်းဆက်တွေကလည်းတူထောင်ခဲ့တယ်ပေါ့နော် ဟိုသူ့တမိုင်းဖြစ်စဉ်ရကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ခုနပြောသလိုပေါ့နော်ဒါဗမာဗမာပကံပြည်မြန်မာပြည်မြန်မာလူမျိုးတွေဖုံမင်းနေလာတောက်တဲ့အချိန်ပေါ့အဲကျွန်တော်တို့အကြပိုင်းပေါ့ပကံမင်းဆက်တဲ့အကြပိုင်းကိုနောက်တစ်ပတ်မှာကျွန်တော်တို့ဆက်ဆွေးနွေးပါမယ်အားလုံးပဲအစုံနေနှောက်ထောင်ပြီလို့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ